6ကြိမ်မြောက်မြန်မာနိုင်ငံခီးစဉ်အတွင်းမှာတွာလာခွင့်အတွက်ကန့်သတ်မှုတွေတိုးလာတယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်ရေးအထူးကိုယ်စားလှယ် Miss ရန်ဟီလီကပြောပါတယ်။ဒီသတင်းကိုတော့ခွန်ဘတာတင်ဆက်ထားပါတယ်ရှင်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်မစ္စယာဟီလီဟာစနေရက်ကြာမြန်မာနိုင်ငံခရီးစဉ်ပြီးဇွန်လ22ရက်နေ့ကရန်ကုန်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်တာပါ။ the government would often, which was also the case here, use the excuse of short notice to not entertain any new proposals in addition to reasons of security. လုံခြုံရေးအကြောင်းပြချက်နဲ့ကျမသွားကျင်တဲ့နေရာတွေကိုအစိုးရကန့်သက်တာတွေရှိနေပါတယ်။ကျမနဲ့တွေ့ဆုံတဲ့သူတွေကိုလည်းမေးမြန်းတာ၊သူတို့ဓာတ်ပုံတွေရိုက်ယူတာ၊ဘာတွေစဉ်းနေလဲဆိုတာမေးမြန်းခံရတာတွေလည်းရှိပါတယ်။ဒါဟာဘလို့မှလက်ခံနိုင်စရာမရှိပါဘူး။ အခုကျမရဲ့ခီးစဉ်ဟာအစိုးရတက်လက်ထက်မှာတတရအချိန်လာရောက်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကျမပြောရမယ်ဆိုရင်အရင်အစိုးရကကျင့်သုံးခဲ့တဲ့နှီးပြူဟာတွေကိုပဲဆက်လက်ကျင့်သုံးနေတာမြင်ရလို့စိတ်ပြတ်မိပါတယ်။ This is my third visit under the new government and I have to say I am disappointed to see the tactics applied. ချောက်ကျင်မြောက်ခရီးစဉ်အတွင်းမှာရန်ကုန်၊ရခိုင်၊ရှမ်းနဲ့ကရင်ပြည်နယ်တွေကိုတွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ကြောက်ဖြူစစ်တွေဘူတီတောင်မောင်တော်နဲ့ရှမ်းပြည်နယ်မှာတော့လာရှိုးကိုပဲတွားရောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။သူ့အနေနဲ့လုံချုံရေးအကြောင်းပြချက်နဲ့တချို့နေရာတွေကိုမတွားနိုင်ခဲ့ပဲရှမ်းပြည်နယ်မှာသတင်းထောက်၃ဦးဖမ်းဆီးခံထားရတဲ့တီပေါထောင်ကိုတွားဖို့ခွင့်တောင်းခဲ့ပေမဲ့လည်းမရခဲ့ဘူးလို့လည်းပြောပါတယ်။မစ်ဆီယန်ဟီလီဟာသူ့ရဲ့ခရီးစဉ်အတွင်းမှာ နိုင်ငံတော်တိုင်ပင်ခါပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့တခြားဝန်ကြီးတချို့နဲ့တွေ့ဆုံခဲ့ရပေမဲ့ကာကွယ်ရေးနဲ့ဘာသာရေးဝန်ကြီးကိုတော့တွေ့ခွင့်မရခဲ့ဘူးလို့ပြောပါတယ်။မြန်မာအစိုးရကတော့သူ့ရဲ့ခရီးစဉ်မတိုင်ခင်မှာကုလသမဂ္ဂအချက်လက်ရှာဖွေရေးအဖွဲ့နဲ့ပတ်သက်မှုမရှိစေရဘူးလို့တတိပေးထားပါတယ်။မြန်မာအစိုးရအနေနဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အချက်လက်ရှာဖွေရေးမေရှင်းအဖွဲ့ကိုလက်ခံဖို့ကိုလည်းအလေးအနက်တိုက်တွန်းတယ်လို့ပြောပါတယ်။ Uh, I would strongly uh, urge the government to change its mind, to allow the mission to come in and uh, collect the facts. မြန်မာနိုင်ငံကုလသမဂ္ဂအချက်လက်ရှာဖွေရေးအဖွဲ့ဝင်လာပြီးသူတို့ဟာသူတို့အချက်လက်ရှာခွင့်ပြုဖို့မြန်မာဆိုရအောင်လေးနဲ့တိုက်တွန်းပါတယ်မြန်မာဆိုရအနေနဲ့လက်ခံသည်ဖြစ်စေမခံသည်ဖြစ်စေအချက်လက်ရှာဖွေရေးအဖွဲ့ကတော့လာမယ့်စက်တင်ဘာမှာကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကိုနှုတ်နယ်အစီရင်ခံမယ် ီးတော့လာမယ့်နှစ်မတ်လမှာတော့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကိုသူတို့အနေနဲ့စာနဲ့အစီရင်ခံသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတရက်အခြေအနေဟာရေဘူးရအနေနဲ့တိုးတက်မှုရှိတယ်လို့ပြောဖို့ခက်ခဲပြီးရခိုင်မြောက်ပိုင်းအခြေအနေဟာပိုပြီးရှုပ်ထွေးနေတယ်လို့လုံခြုံရေးတပ်ဖွဲ့တွေရဲ့စစ်ဆင်ရေးလှုပ်တဲ့အခါမှာလူ့အခွင့်အရေးချိုးဖောက်တဲ့ဆိုတဲ့အစီရင်ခံစာတွေကိုလည်းဆက်တိုက်ရရှိနေတယ်လို့ပြောပါတယ်။ဒါအပြင်ဘယ်သူမှမသိရတဲ့လူတွေရဲ့တိုက်ခိုက်မှုတွေကြောင့်လည်း ဒေသခံမွတ်စလင်တွေအကြားမှာထိုက်လန့်မှုတွေဖြစ်ပွားနေတယ်လို့လဲကုလသမဂ္ဂကုစလေကပြောပါတယ်။မြန်မာအစိုးရကတော့ရန်ဟီလီရဲ့မြန်မာနိုင်ငံခရီးစဉ်အပြီးထုတ်ပြန်ချက်ဟာရေပိုရဆန်တဲ့ဆွတ်ဆွဲချက်တွေနဲ့မာယွင်တဲ့အချက်လက်တွေပါဝင်နေတဲ့အတွက်စိတ်ပြတ်ကြောင်းထုတ်ပြန်ထားပါတယ်။မရစီယာဟီလီဟာမြန်မာနိုင်ငံရဲ့လူအခွင့်အရေးအခြေအနေတွေကိုအော်တိုဘာလမှာကျင်းပမဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီညီလာခံမှာတင်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။